ိုင်းရွှေဈေးကတော့ဒီနေ့90အကြာနဲ့ဈေးဖွင့်သွားပါပြီ။အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီက16ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးက90ကျပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9250 လက်ဝယ်ရနိုင်ဈေးနှုန်းတွေက5000ရောင်းတဲ့ဈေးက9950နဲ့ပေါင်းဈေးရှိနေပါတယ်။ကမ္ဘာထွေတအောင်စားကိုဒေါ်လာ3386နဲ့အထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ30နေတာမှာ64နဲ့အထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခံ200ရှိပါတယ်။လက်ခံ BSC ထိုင်းရွှေခဲတဲ့ဘတ်သားကို9250ဈေးနဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရာခိုင်နှုန်းပြန်မပြတ်ဖဲဆိုင်က9250နဲ့ပြန်ပြီးတော့လက်ခံမှာပါ။လက်ဝယ်ရတနာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ဘတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထေပုံမှာမူတည်တဲ့ရောင်းတဲ့ဆိုင်ပုံမှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရတနာတစ်ဘတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို4900ကျော်ဈေးနဲ့ပြန်ပြီးတော့ ော့လက်ခံနိုင်ပါတယ်69.99ရှိတဲ့ရွှေကတကရံကိုဆိုင်ကရောင်းနေဈေးက3553ဘတ်ဆိုင်ကလက်ခံနေဈေးက3540နဲ့ပေါက်ဈေးရှိနေပါတယ်ဆိုင်ရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုးမဲ့သူတွေအတွက်လက်ခစီသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်ဘတ်သားကိုလက်ခ200မဘတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစင်ငွေကြေးတွေကိုအမြဲတမ်းတင်ပေးပါရတယ်။ထိုင်းရွှေစင်ငွေကြေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ် like လုပ်ထားနိုင်ပါတယ်။ အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။